ေရှားအခွန်ခနှင့် အာရှတွင်ဩဇာလွှမ်းမိုးရန်ထရန့်ဤကြိုးပမ်းမှုဒေါ်နယ်ထရန့်ဒုတိယကျင်းအုပ်ချုပ်ရေးအောက်မှာကမ္ဘာကုံသွယ်ရေးပဋိပက္ခဟာလင်းမြန်စွာမြင့်တက်လာပြီးတရုတ်အာဆီယံနဲ့အိန္ဒိယတို့နဲ့ဆက်ဆံရေးမှာအရေးပါတဲ့အကြောင်းဝယ်သဘောဆောင်တဲ့ချင်းကပ်မှုကိုထိုးသွင်းခဲ့ပါတယ်။ဒီကိစ္စကိုတွန်းအားပေးသူကတော့ဒေသတွင်းအင်အားကြီးနိုင်ငံများကိုဆွဲခေါ်ကမြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေတဲကိုပင်အသုံးချနိုင်ပွဲရှိတဲ့အချိန်ဟုန်မြင့်လာတဲ့ မြေရှာကုံတော်ရေးစစ်ပွဲဖြစ်ပါတယ်။တရားရာဂိုင်တုံးအခွန်အခအမိန့်နဲ့မြေရှာထိတ်တိုက်ရင်ဆိုင်မှုကုံတော်ရေးပဋိပက္ခဟာမကြုံစဘူးတင်းမာမှုအဆင့်ကို ရောက်ရှိနေပါတယ်။၂025ခုနှစ်အောက်တိုဘာလမှာပေကျင်းကကာကွယ်ရေးလျှက်စစ်ကားများနဲ့ဤပညာမြင့်ထုတ်လုပ်မှုများအတွက်အရေးပါတဲ့မြေရှာတတ်ထုတက်များနဲ့ဆက်ဆက်ဤပညာများတတ်ထုများနဲ့ပစ္စည်းများတင်ပို့မှုကိုတိတိသားသားတင်းကြပ်လိုက်ပါတယ်။ဒီလောက်ရက်ကို မေရိကန်ဗန်နိုင်းဝန်ကြီးကထောက်ပံ့ရေးကွင်းဆက်များကိုဘဇူကာနဲ့ချိန်ရွယ်ခြင်းလို့ဖော်ပြခဲ့ပြီးအခုနှစ်အစောပိုင်းကမြင်တွေ့ခဲ့ရတဲ့နီးပြူအားများပုံမူပြင်းထန်လာခြင်းဖြစ်ပါတယ်။ထရန်ဆိုရရဲ့တုံ့ပြန်မှုဟာလင်းမြန်ပြီးအားကောင်းခဲ့ပါတယ်။တမရထရန်ကတရုတ်ကွန်ပစ္စည်းအားလုံးဤပါပေါ်နောက်ထပ်တရားရဂိုင်တို့အခွန်ကောက်ခံဖို့စီမံကိန်းကို2025ခုနှစ်လွန်ဝင်ပါလတရနေ့မှစတင်ကသို့မဟုတ်ဘေကျင်းကနောက်ထပ်လက်တုံ့ပြန်မှုများပြုလုပ်ပါက ပုံမူစောပြီးအသက်ဝင်စေမယ်လို့ကြေညာခဲ့ပါတယ်။ဒီပြစ်ဒဏ်ပေးတဲ့အတိုင်းအတာကိုလက်ရှိတရုတ်သွင်းကုန်တွေအပေါ်ကောက်ခံနေတဲ့ဖြန်းပြ55ရာခိုင်နှုန်းခန့်ရှိတဲ့အခွန်ခါများရဲ့အပေါ်မှထပ်ဆင့်၍ကောက်ခံသွားမှာဖြစ်ပါတယ်။ဒီကြီးမားတဲ့အခွန်ချင်းကြောင့်မူဟာသမရရဲ့ရခင်အကာအကွယ်ပေးရေးမဟာဗျူဟာများနဲ့လက်ရောညီထွေဖြစ်ပြီးဈေးစစ်ဖို့အတွက်အခွန်များကိုအသုံးပြုခြင်းဖြစ်ပါတယ်။ရခင်ကအမေရိကန်ရဲ့တရုတ်ကွန်ပျူစီအချို့ပေါ်အခွန်များဟာ ၍ဥပေါင်းမှာ145ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါတယ်။2025ခုနှစ်မေလမှာတရုတ်မြေရှားအရေးပြိပခအပီးကုံတွယ်ရေးအဖြစ်ခတ်ရက်စဲခဲ့ပေမဲ့လည်းအုတ်ချိုရေးဖွဲ့ကယခုခါတရုတ်ရဲ့တင်းကျပ်မှုအသစ်တွေကိုအရေးပါတဲ့တပ်ထုတက်ထောက်ပံ့ရေးဂွင်းဆက်ပေါ်၎င်းရဲ့တူးတဲ့ချုပ်ကန်မှုနီးပါးကိုလက်နက်အဖြစ်အသုံးပြုပြီးကဘာကိုဖမ်းဆီးချုပ်ချယ်ရန်ကြိုးပမ်းတဲ့အလွန်ရိုင်းစိုင်းသောလုပ်ရက်အဖြစ်ရှုမြင်နေပါတယ်။တုံ့ပြန်တဲ့အနေနဲ့အမေရိကန်ရဲ့မဟာဗျူဟာဟာ ထောက်ပံ့ရေးကွင်းစင်များကိုခွဲခြားခြင်း bifurcation ပေါ်နှစ်ဆတိုးမြင့်အားထုတ်နေပါလေ။ဒါကိုတရုတ်ပြည်ပမှမြေရှားအရင်းမြစ်တွေကိုလုံခြုံစေရန်အချိန်မြင့်ကြိုးပမ်းအားထုတ်မှုနဲ့ထင်ရှားစေပါတယ်။၎င်းမှာအခြားရွေးချယ်စရာထောက်ပံ့ရေးကွင်းစက်ခုထူထောင်ဖို့ရည်ရွယ်တဲ့2025ခုနှစ်မေလမှာ American နဲ့ Sorry Arabia တို့ပူးပေါင်းဆောင်ရွက်မှုအပါအဝင်ဖြစ်ပါတယ်။ ASEAN နဲ့အိန္ဒိယတို့သည်ထိတ်လန့်တုံ့လုံမှုလှိုင်းများအကြားရပ်တည်နေ။ တဖက်သက်ကုံသွယ်ရေးလုံးဆောင်ချက်များပြန်လည်မြင့်တက်လာခြင်းဟာအာရှတလွှားမှာထိတ်လန့်တော်လုံးမှုများဖြစ်ပေါ်စေပါれ Center for Strategic and International Studies CSIS မှလေ့လာချက်အရအာဆီယံဖွဲ့ဝင်နိုင်ငံတွေဟာ trend ဆိုရအောက်မှာဖြစ်ပေါ်လာနိုင်တဲ့မူဝါဒပြောင်းလဲမှုတွေရဲ့အချိန်ဟုန်နဲ့အတိုင်းအတာအတွက်ပြင်ဆင်ထားခြင်းမရှိကြောင်းဖော်ပြပါれ2025ခုနှစ်အေဘီလမှာစတင်ခဲ့တဲ့ကုံသွယ်မှုမညီမျှမှုကိုဖြည့်ရှင်းရန်အရှိတောင်အာရှနိုင်ငံများစွာအပေါ် အခွန်မြင့်မားစွာကောက်ခံမဲ့ချင်းကြောက်ချက်ကိုပင် အချို့နိုင်ငံတွေကအမျိုးသားအရေးပေါ်အခြေအနေဖြစ်ရှုမြင်ခဲ့ကြပြီးပြည်စုံတဲ့ကုန်သွယ်ရေးစစ်ပွဲရဲ့ဒေတာရင်းစိုးရိမ်ပူပန်မှုကိုမိမောင်းထုတ်ပြခဲ့ပါတယ်။ American တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာအိန္ဒိယပေါ်မြေရှားတပ်ထုတပ်ဆိုင်ရာစင်ခုံမှုအသစ်များလည်းတက်ရောက်စေးပါတယ်။ New Delhi ဟာကိုဟာကူကိုနိုင်ရေးကိုရှေ့ရှုကဂျပန်နဲ့တောင်ကိုရီးယားလိုနိုင်ငံများနဲ့အခြားရွေးချယ်စရာထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုရှာဖွေနေပြီး ပြည်ရဲစူးစမ်းရှာဖွေမှုဂျိုးပန်အောက်ထုတ်မှုတွေကိုတည်တည်သားသားတွန်းအားပေးနေပါတယ်။ဒါကြောင့်အိန္ဒိယဟာတရုတ်ရဲ့မြေရှားလွှမ်းမိုးမှုကိုချိုးဖျက်ဖို့အမေရိကန်ရဲ့မဟာဗျူဟာမှာအဓိကမဟာမိတ်ဖြစ်လာနိုင်ပါတယ်။မြန်မာနိုင်ငံအယောင်းဝယ်ပွဲတွင်သုံးနိုင်သည့်အရာတစ်ခုဖြစ်လာနိုင်ခြင်း။အရေးပါတဲ့တပ်တုတက်များအတွက်အရေးတကြီးလိုအပ်မှုကြောင့်တွန်းအားပေးတဲ့အမေရိကန်ရဲ့အယောင်းဝယ်ဆန်တဲ့မဟာဗျူဟာဟာမြန်မာနိုင်ငံရှိမပြေလည်သေးတဲ့နိုင်ငံရေးအကျပ်တန်းနဲ့ဆက်ဆက်နေပုံရပါတယ်။ မြေရှားနဲ့မြန်မာနိုင်ငံပါဝင်တဲ့ American ဂျောင်းဝင်ဖြန့်ပြေးရေးသဘောတူညီချက်ဖြစ်နိုင်ခြေရှိကြောင်းအစင်းကန်စာများထွက်ပေါ်နေပါတယ်။ဒါကထောက်ပံ့ရေးကွင်းဆက်တွေကိုလုံခြုံစေဖို့လိုအပ်မှုဟာရိုးရာနိုင်ငံခြားရေးမူဝါဒပန်းနိုင်များထက်ဦးစားပေးလာနိုင်ကြောင်းဖော်ပြပါတယ်။ဒါဟာလက်ရှိအုပ်ချုပ်ရေးရဲ့မြင်သာထင်ရှားတဲ့အရောင်းဝယ်ဆန်နဲ့ချဉ်းကပ်မှုနဲ့ကိုက်ညီနေပြီးမြေရှားတက်တုတက်ရရှိရေးအတွက်လက်တွေ့ကျတဲ့တွန်းအားပေးမှုဖြင့်ရှုမြင်ခံရတာအချို့ပိတ်ဆို့မှုတွေကိုထိမ့်သိမ်းထားချိန်မှာ အချို့ကိုရုတ်သိမ်းခဲ့ခြင်းကြောင့်ဝေဖန်ခံခဲ့ရပါတယ်။မြန်မာနိုင်ငံဟာ2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်ရင်းစစ်နဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ပြည်내လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကော်မရှင် SSPC အဖြစ်လက်ပတ်နေတဲ့စစ်အစိုးရဟာ၎င်းရဲ့အုပ်ချုပ်မှုကိုခိုင်မာစေဖို့အတွက်2025ခုနှစ်နောက်ပိုင်းနဲ့2026ခုနှစ်အစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲအတုများနဲ့အတူရှေ့ဆက်နေပါတယ်။ဒါပေမဲ့၎င်းရဲ့ထိန်းချုပ်မှုကိုတိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းများ EAO နဲ့ခုခံရေးအဖွဲ့များကစိန်ခေါ်နေပြီး၎င်းတို့ဟာတည်သားထင်ရှားတဲ့နေမြင့်များမှာ အခိုင်အမာနေရာယူထားပါတယ်။2025ခုနှစ်တခြားမှာမြမပြည်အလဲပိုင်းနဲ့မြို့ပြဒေသများမှာပြိပခများတိုးလာမယ်လို့ခန့်မှန်းရပါတယ်။ဒါဟာ2025ခုနှစ်မတ်လမှာလှုပ်ခတ်ခဲ့တဲ့အကြီးကငလျင်လှုပ်ခတ်မှုကြောင့်ပိုမိုဆိုးရွားလာတဲ့ပြင်းထန်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်တဲကိုပိုမိုဆိုးရွားစေပါတယ်။ကွဲပြားနေသောနိုင်ငံတကာတုံ့ပြန်မှု မြန်မာအချက်တဲပေါ်နိုင်ငံတကာရဲ့တုံ့ပြန်မှုဟာနက်နဲတဲ့ဒေတာတွေကွဲပြားမှုများကိုထင်ဟပ်စေပါတယ်။အာဆီယံစစ်အစိုးရရဲ့ရွေးကောက်ပွဲများသို့လေးလာသူများဆစ်လို့ရန်ကန့်လန့်ချက်ပေါ်အဖွဲ့အစည်းအတွင်းသဘောထားကွဲလဲနေစေဖြစ်ပါတယ်။လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဟာအချက်၅ချက်ပါတဲ့သဘောတူညီချက်ကိုလိုက်နာဖို့တွန်းအားပေးနေပြီ။စင်ကာပူလိုအဖွဲ့ဝင်တွေနှီးတူရွေးကောက်ပွဲရဲ့ယုံကြည်ကိုးစားနိုင်မှုကိုမေးခွန်းထုတ်နေပါတယ်။တရုတ် မြေချင်းဟာမဟာဗျူဟာမြောက်တည်ငြိမ်ရေးကိုရွေးချယ်ပြီးစစ်အစိုးရကိုကူညီပေးကာခုခံရေးအဖွဲ့ချုပ်ကိုဖိအားပေးဖို့၎င်းရဲ့ဩဇာအာဏာကိုအသုံးပြုခဲ့ပါတယ်။ဒါဟာစစ်အစိုးရကိုဆက်လက်ထိန်းထားနိုင်ဖို့အတွက်အထောက်အကူဖြစ်စေပေမဲ့လည်းပြည်သူလူထုကြားမှာတိသာထင်ရှားတဲ့တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကိုတပြိုင်တည်းထဲလှုံ့ဆော်ပေးခဲ့ပါတယ်။အချုပ်အဖြစ်ထရန့်အစိုးရရဲ့ပြင်းထန်တဲ့တရားရဂိုင်းတို့အခွန်ချင်းချောက်မှုဟာကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးမှာအရေးပါတဲ့အခိုက်အတန့်ကိုတတ်မှတ်လိုက်ပါတယ်။ ဒါဟာအမေရိကန်ရဲ့ထောက်ပံ့ရေးကွင်းဆက်အကျိုးစီးပွားတွေကိုလုံခြုံစေဖို့အတွက်အမြင့်ဆုံးစီးပွားရေးဖိအားကိုအသုံးပြုလိုစိတ်ရှိကြောင်းပြသနေပါတယ်။ဒီပြောင်းလဲနေတဲ့အခြေအနေဟာအိန္ဒိယနဲ့အာဆီယံကဲ့သို့မာမေများပေါ်ကြီးမားတဲ့ဖိအားများတက်ရောက်စေမှာဖြစ်ပြီးမြန်မာနိုင်ငံရဲ့မတည်ငြိမ်မှုကိုအရေးတကြီးအယောင်းဝယ်ဆန်တဲ့မြေရှားတပ်တုတပ်ပထဝီနိုင်ငံရဲ့ရှုထောင့်မှအဓိကအားဖြင့်ရှုမြင်သွားနိုင်မှာဖြစ်ကြောင်းတင်ပြအပ်ပါတယ်ခင်ဗျာ။